ဘေကလာညာချမ်းလေးပါခင်ဗျာဒီကလေးညာတင်ဆက်ပေးမယ်ဆက်လန်းလေးကတော့စာရေးဆရာတုံညာရေးသားထားတဲ့သခိုင်းဆိုတဲ့လူမိုက်ဇလန်ကောင်အတွဲနှစ်ရဲ့အပိုင်း22ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာ မောင်ငယ်တို့ပြန်လာပြီးတော့တိတ်မကြခဲ့။စုံချိုင်းတို့ဇပွဲအပေါ်မှာဘီယာပလင်းတွေအကြားမှာအတက်ရောက်ကလေးတစ်ခုညက်နေတာကိုစုံချိုင်းလူများရှာတွေ့လို့တွားခဲ့ကြတယ်။အခြေအနေဘယ်လိုလဲ။ဒီလိုပါပဲ။ခိုလူကြီးပြန်ကဒီလိုပြုံးပြရတယ်။ဘာမှမသိဘူး။ဘာမှမသိစရာလားဟာ။စောက်ကြောတင်းလာရင်စောက်ခတ်ကိုတိတ်ပြီးတော့ထိုးချလိုက်။လီး အကိုကြီးကတေးချာမှာပွားတယ်လေကွာအဲ့ဒါကြောင့်ငါတို့လည်းစင်ကျင်လေးရတာပြီးတော့ဆေးအိုမှာဆိုတော့အဒီအစားချောင်းတယ်ကွာဂျိုးလိုလိုမှုလိုလိုကောင်းတွေနဲ့လည်းတိတ်ပြီးတော့မပတ်တတ်အောင်နောက်ပတ်တွင်ငါမလာတော့ဘူးတခုစားခြင်းမင်းညမကိုလူကြုံပါလိုက်မင်းကဘဲသွားမလို့လေအကိုကြီးလမ်းခေါ်နေတယ်ကိုမျိုးစော်ပါလိုက်မယ်ထင်တယ်ဟာအဲ့ဒါဆိုဒီဘက်ကိုဘယ်လိုလုပ်မလဲထားခဲ့ရမှာပဲကွာ စံဒီတို့တန်ပိုက်တို့တော့ရှိပါတယ်။ငါတော်မှလိုက်ချင်တယ်။ကြည်ရတာတော့ကိစ္စကြီးမဲ့ထင်တယ်။ကြီးတယ်ဟျောင်းကြီး။တကယ်ကိုမှအကြီး။မင်းစားဘယ်လေးကိုထောင်ဝင်စားလာတွေ့ရင်လည်းတယောက်သာအပြန်အလှန်စကားပြောနေကြခြင်းဖြစ်ပါတယ်။ဘယ်လေးတို့အပွဲတက်ခိုင်မှာတဲ့အတိုင်းပဲ။အထဲမှာလိမ့်လိမ့်မှမှနေသဖြင့်ပဲ။ရှော့ရက်တွေပုံမှန်ရပြီးတော့ပြန်လွတ်ဖို့တိတ်ပြီးတော့မလိုတော့ပါ။အခုလောလောဆယ်တော့ သူတို့အကိုကြီးရဲ့ပါကြတဲ့အရာမင်းစာတို့အဖွဲ့မြဝတီကိုတက်ရပြီဖြစ်ပါတော့တယ်မင်းစာတယောက်မှာသူ့မိမကိုစိတ်မချလို့တဖက်ကမ်းမှာရှိတဲ့သူ့ဦးလေးတို့စီလိုက်ပြီးတော့ပို့ပါတယ်ဒီလိုဆိုတော့စောကြီးတယောက်မှာတတိတရာမေးရှာတယ်စောကြီးမှာအသက်အရွယ်တကူကိုရောက်ရှိနေပြီဖြစ်ပါတယ်ပို့ပါတော့လဲမန်ကတော့မကြသေးပါအရာမင်းတို့စီကပျောက်နေပါလားဟုတ်တယ်ဦးလေး အခုလဲကျွန်တော်ကိုခေါ်လို့သွားအောင်ပဲဘဲဟုတ်လေမြဝတီဒီကောင်ကတော့လုံလိုက်ရင်အကြီးကြီးတွေပဲဝေးအေးကချူလဲစိုက်ကြအောင်ကွာဟုတ်ဦးလေအဲ့ဒီနောက်ပါတော့ပင်စာတယောက်ပါမစားတာကြပြီဖြစ်တဲ့ချိန်ဘူးတာလဘောဟင်းနဲ့ထံပင်းအဝတွေ့ပြီးတဲ့နောက်မှာရန်ကုန်ဘက်ကိုချက်ချင်းပြန်ချလာခဲ့ပါတယ်ရွာတဲကိုရောက်နေတဲ့သူမိမကိုပဲဆောင်ပြီးတော့နှုတ်ဆက်မနေတော့ပါသူတို့လင်မယားလဲတမျိုးဆန်းပါတယ် တယောက်နဲ့တယောက်ချစ်ကြသည်ဆိုတော့ညာလေချင်းချင်းနာနာတိတ်ပြီးတော့မရှိကြပါဝန်းပွဲလဲလဲတံခဲချင်းအပေါင်းအသင်ဆက်ဆံရင်းမျိုးဖြစ်ပါတော့တယ်တယောက်ကိုတယောက်ကောင်းသည်ဆိုသည် တခွန်းမှမဆိုပါတခါတလေမှင်းသားမှအကြက်တောက်တဲ့အခါမှာအက်စတာကလည်းတစ်ခွက်တပလားလိုက်ပြီးတော့မော်တက်တယ်လို့အက်စတာရှမ်းကုန်းပြီးရှိုက်နေရင်လေမင်းစားကအတော့ကနေကြားပါဝင်ပြီးတော့ထိုးတတ်ပါသေးတယ်စီးပွားဖြစ်စော့တည်တော့မဟုတ်ပါအပြင်းပြေလောက်သာဖြစ်ပါတယ် အဲ့ဒီအပြင်အက်စတာရဲ့ပုံစံမှာအယောက်ယောက်ကမင်းစားကိုတတ်နေမယ်ဆိုရင်တော့မှမလုပ်ပါနဲ့အကိုကြီးရဲ့ကျမယောက်ျားကိုမတတ်ပါနဲ့လို့ရရဲ့ကန်ထိုးပြီးတော့တောင်းပန်နေမယ်မင်းကလေးမျိုးမဟုတ်ပါနီးစက်ရဓာတ်ကိုဆွဲပြီးတော့ပြန်ခုံးမဲ့သူမျိုးပဲဖြစ်ပါတယ်မင်းစားမှာမိမယူရဲ့ဘောဓာတယောက်အစင်ရှာလိုက်တယ်လို့ပဲနေ့လယ်နှစ်ချက်ခွဲအကြုံမှာမင်းစားတယောက်အိမ်ကိုပြန်ပြီးတော့ရောက်ရှိလာတယ်ဒီလိုဆိုတော့အထုပ်အပိုးနဲ့ပြင်လိုက်ပါတယ် ထွေထွေထုထုတော့မဟုတ်ပါအံတွေးတဲ့ကားတက်တဲ့အစာအိမ်ဆေးတပူရေတပူနဲ့ရေကျော်ပြီးသားဝီစကီတစ်လုံးကိုကြောပိုးအိတ်ထဲကိုလုံးထွေပြီးထိုးထည့်လိုက်ခြင်းပဲဖြစ်ပါတယ်လက်ကင်ဖုံးနဲ့ပတ်စံအိတ်ကိုတော့ကိုယ်နဲ့မခွာစောင်းထားပါတယ်အချင်းကာလတွေကလေးကသူတို့လူတွေကိုတန်းတန်းစီအတုပ်ခွဲပြီးတော့အိုးဆောင်ထားခဲ့ရမှာအခုသူတို့အလက်ကိုရောက်ချီလာခဲ့ခြင်းပါမင်းစာကတော့လူငယ်ပီပီ တက်ချွလို့နေပါတယ်လူလက်ပိုင်အရွယ်ဖြစ်လာတဲ့မျိုးစော်ကတော့ စင်စင်ဆာဆာရှိနေတယ်။ဦးအကြောင်လို့တော့မဟုတ်ပါ။မင်းသားတို့ကအတွေ့အကြုံရှိပြီးသားဆိုပေမဲ့မျိုးစော်အတွက်နေဆက်ကြီးကအခုမှပထမအုံဆုံးဖြစ်တာကြောင့်ပါ။တို့ပါတော့လေရှည်ရှည်ဝေးဝေးတော့တိတ်ပြီးတော့တွေးမနေပါ။ဟိုမှာသူတို့အကိုကြီးတယောက်တုံးရှိနေတယ်လေ။ဘာမှပူစရာမရှိပါ။ဒီလိုဖြစ်ပေမျိုးစော်နဲ့ပင်းစာအပါဝဲအဖွဲတင်ပါအကြီးပိုင်းများဖြစ်ကြတဲ့မျိုးစော်လူနှစ်ယောက်နဲ့မင်းစားရဲ့လူသုံးယောက်စုစုပေါင်း9ယောက်က ကားကြီးခွဲဘက်ကို ခြေတက်လို့သွားကြတော့တယ်အိမ်စီးကားရှုမလာဖို့တက်ကင်ပါထားတာကြောင့်ဖြစ်ပါတယ်ဘုံမအယောက်ကလေးကချစ်စရာအရန်ကောင်းသလောက်အသားနေဆက်ဆက်နေတကယ်လူတွေကတော့ချစ်ဖို့မကောင်းလို့ဖြူစင်တို့တယောက်တွေးနေမိပါတယ်အလဲခီးဆိုတာဒီလိုအကြာကြီးနေရတာလားလို့စဉ်းစားရသည်မှလည်းအကျိန်ပေါင်းပနေတော့ပါရောက်ခါဆမှာတော့ကော်ဖီနဲ့ကြီးကိတ်မုတ်ကိုနှိမ့်ချပြီးခဲ့တော့လေ နောက်ပိုင်းမှာတော့ပဲပြုတ်ထမင်းစီစံကိုသာတောင်းတာမိခဲ့ပါတယ်။တချို့သောညနေတွေဆိုရင်သူ့အမေကပန်းချံလိုတရားမျိုးကိုလိုက်ပြီးတော့ပို့ပေးတတ်တယ်။အဲ့ဒီမှာသူလုံးစီပတ်စီနားမလည်နိုင်တဲ့ဘာသာစကားတွေပြောပြီးတော့ပန်းချံထဲမှာစော်ကစားနေတဲ့ကလေးတွေကိုကြည့်ပြီးရွာမတငယ်ချင်းတွေကိုတတိရှာမိပါတယ်။ခိုတနေ့ကစူပါမားကတ်တစ်ခုကနေသူ့အမေကတရက်သီးတွေဝဲလာခဲ့တယ်။တလုံးကိုဘလောက်ပေးရသည်ဆိုလဲမြမငွေနဲ့တွက်ရင်မနေပါ။ ရွာမှာတုန်းကဆိုရင်တရက်သီးလောက်ကတော့ဘသူအပင်တက်ကူကူအချိန်မရွေးတက်ကူစားလို့ရပါတယ်။သူ့ဘေးခြံထဲမှာတော့လည်းတင်းတော်မဟုတ်ပါ။အပေါ်မှာပလတ်စတစ်ပတ်ပြီးတော့ဒစိကကရေခဲတစ်တာတည်းထည့်ထားတဲ့စူပါမားကတ်ကတရက်သီးများထံအောက်ကနေတငယ်ချင်း၄၅ယောက်ခဲလုံးဖြင့်ပစ်ချသူပစ်ချဝါဒန်ချူပြင်းစွတ်သူကစွတ်ပြီးပပလှိပြီးတော့ငရုတ်သီးအလော်မဟုတ်ငပြရည်အချုံမုံတို့နဲ့တဲပြီးသွားများကျင်းတီအထိ တရှူးရှူးတချဲချဲနဲ့စားတဲ့တရက်ဒီမှာပို့ပြီးတော့အကြသာရှိတယ်လို့ထင်မိတယ်။အစင်းမြင့်စားတော့ဆိုင်ဆိုတာအပြင်းကြီးစောက်ထားလို့ဒီမှာလို့ပထမအုံဆုံးအချိန်သူ့အမေကအစင်းမြင့်စားတော့ဆိုင်သွားမယ်ပြောတော့ငါဖြူစင်ထွန်းလေးတွေးမိပါသေးတယ်။တကယ်ရောက်သွားတော့မှအဲ့လောက်ကြီးမမြင်ပါဘူးလို့စိတ်ထဲမှာမတ်ချက်ချမိပါတယ်။နောက်တစ်ခုသူတတိထားမိတယ်။အစင်းမြင့်ဒီဆိုတဲ့စားတော့ဆိုင်ထဲမှာ လာရောက်ပြီးတော့စားသုံးစုတွေမှာ 两小还没能你打得了，自家过来，给我玩点家用的，多多给你表家的。俺这边我表家干洗的，看妹妹阿打得动我，可一片出来，一片爸爸立来片，没哥没看来奥啥里打的，俺的不敢比骂的，当面怕难洗他的，可问问怕过一天吧。两老看他打洗的，俺的要一面过，连阿姐跟包里到来，俺的一面嘛够不到半的，一看的不带没人洗的再骂的。 ဒီဘက်ကလူတွေမှာနှကန်းနဲ့လေအရှားသာခံတတ်ပုံရှားလိတယ်။သူဆိုရင်သုံးခိုင်းတဲ့တမော့သာရှိတယ်လို့မစီမဆိုင်တွေးမိလိုက်ပါသေးတယ်။တမီဟုတ်။သူများတွေစားတော့တာကိုမမျှော်ပါဘူးလေ။တမီကပြောတာမဟုတ်ပါဘူး။သူတို့တွေစားတာအားမရလို့ပါ။မိသားငယ်ချင်းပုံစုံပါဆိုရင်လေအဲ့ဒီပကံကသူ့တလုံးစားလောက်ပဲရှိတယ်မမီရဲ့။ဖြူစင်တို့ရဲ့စကားကြောင့်ပဲရှုံးလက်တယောက်မှာသဘောကျစွာရှိလိုက်ရင်တဲ့ တပီးရခဲ့သေးတယ်လေကြီးလာရင်လူတွေရဲ့အပြုတ်အမူအချင်းဆိုင်တွေကိုနားလေလာလိမ့်မယ်တမီးရဲ့ရှိုးလေးရဲ့စကားကြောင့်ပဲအဲ့ဓာတွေနားလေရင်မိရဘာရမှာလဲဖြူစင်တို့ပြန်ပြီးတော့မေးလိုက်ချင်းပါအဲ့ဒီလူတွေစီကသင်္ကန်းစာတွေအထွေအကြုံတွေဗဟုသုတတွေအကြံဉာဏ်တွေတမီးယူတတ်ရင်ယူတတ်တယ်လို့အများကြီးပြန်ရမှာလေဩအဲ့ဒီလူလားဖြူစင်တို့ကလေးမှာ ထိုကဲ့သို့တီတိုရေချော့လိုက်ပါတယ်အဲဒီနောက်မှာတစုံတစ်ခုကိုပြင်းမိသွားတဲ့ပုံစံဖြစ်ပဲမေကြီးရရောဘာရဘူးလဲမေကြီးလားရှုံးလဲမှာဘာပြန်ဖြစ်ရမှန်းမသိခင်မာထားတဲ့ခင်ပွဲတွေရောက်လာတော့တားမိတရားခိတာတိတ်ဆိတ်သွားပါတယ်ရှုံးလဲမှာပြောညံ့မရောတဲ့ငထောညမပြီပြီစိတ်ဓာတ်ကတော့ဘာကျော်သူဖြစ်ပါတယ်ခေပညာတက်တရားဖြစ်ပြီးတော့အင်္ဂလိပ်ဘာသာစကားဆို ကောင်းမွန်စွာပြောဆိုနိုင်သူဖြစ်တာကြောင့်ပဲသူ့သမီးကိုခေါ်ပြီးအန်လေးပါတားမီနှစ်ယောက်တဲ့နေထိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒါကလည်းတက်ခန့်ရဲ့စံနှုန်းအကြပါလူအတမယကိုလည်းတက်ခန့်တရားအကုန်ထောက်ပံ့ပေးထားတယ်။တားမီနှစ်ယောက်ကိုဘန်တယောက်တကောင်းစီဖွင့်ပေးထားပြီးတစ်သက်လုံးအေးဆေးထိုင်ပြီးတော့စားတောင်းနိုင်တဲ့ပတ်စံပမာဏကိုထည့်သွင်းလို့ပေးထားတယ်။တက်ခန့်တရားမှာလူလူသေးမရှိအောင်လို့ထောက်ပံ့လို့ပေးနေတော့လေ စင်စစ်ရှင်လဲတို့တာမေလိုအပ်တီကတာခိုင်တာဖြစ်ပါတယ်။သူထောက်ပံ့ပေးတဲ့ပစ္စည်းများမဟုတ်ပါ။မိမိအကောင့်ထဲမှာရှိတဲ့သိန်းပေါင်းပြောင်ပြားစွာသောပတ်စံဤတန်ဒါကနန်းနန်းမင်းမို့ဒါကမုံလာဦးဘိုးလို့ဆိုပြီးတော့ကုံစိမ်းများကိုဖောက်တယ်တွေစီရောင်းချပြီးတိုင်းကပိုက်ထောင်ထဲမှာပတ်စံများကိုလုံးထွေထည့်ပြီးတက်ခိုင်တရားလာပေးလေရှိတဲ့ပတ်စံများကိုသာရှင်လဲကပို့ပြီးတော့မမောခဲ့ပါတယ်။တက်ခိုင်ကလည်းဒါတွေကိုမသိလို့တော့မဟုတ်ပါ။ ဲ့ရင်ဟင်တမီးပြည့်သူရဲ့ခေါ်တန်းကြောင့်ပဲရှုံးလဲရဲ့အတွေးစားတို့ပြတ်တောက်လို့သွားရတယ်ပြောလေတမီးမီးအိမ်ပြန့်ချင်တယ်ဟင်ဘာမှမစားတော့ဘူးလားတမီးရဲ့အခုမှဟင်းတွေကရောက်တာလေအရင်ကမီးတို့နေခဲ့တဲ့အိမ်ကိုပြောတာနောက်ဆက်တွေထွက်လာတဲ့ဖြူစင်ထုတ်လေရဲ့စကားကြောင့်ပဲရှုံးလဲတယောက်ပါတပ်ပြင်းတစ်ချက်ကတော့ခပ်ပွားပွားလေးချလိုက်မိပါတယ် အော်သမီးရဲ့အချိန်ကတော့ညနေ9နာရီခွဲကျောနေပါပြီတက္ကန်တရားမှာလက်ထဲညီးစီစီရှိနေတာကြောင့်ဒီရောက်ခန်းမှာထွက်ပြီးတော့အပေါ်ဆုံးထပ်မှာတက်ပြီးတော့ထိုင်းနေပါတယ်ဒီတစ်ခါတော့ဘောင်ငယ်တို့လက်ရွေးစင်ဒီအပါတက္ကန်ရဲ့တပည့်ရင်းချာချားတိတ်များအလုံးဒီရာတတ်မရှိအောင်ကိုလုံခြုံရေးယူထားကြတယ်ပထမတစ်ခါတော့ကအသက်ဘေးနဲ့တည်တည်လေးလွတ်သွားခဲ့သည်မဟုတ်ပါလားဒါတောင်မှပဲအခုလိုလာတာဆောင်မျိုးမှာပေါ်ပေါ်တင်တင်ထိုင်ခဲ့ခြင်းမဟုတ်ပင်တဲ့ စာကြည့်ကန်ထဲမှာသာဖြစ်ပါတယ်။တက်ခိုင်မှာတော့စိတ်ရှိသလိုလှုပ်သူပြပြဘာကုန်းမှခေါင်းထဲကိုမထည့်ပါ။ဘုံ90အထက်မှာအဆောင်အချက်အပြည့်အစုံဖြင့်တက်ပြီးတော့နေနေတော့ကြလေ။တရားမဲ့ကံပါလာတဲ့အကောင့်တီသေကိုမှတေးရမည်ဖြစ်ပါတယ်။သေကံမပါသေးရင်လည်းဘလောက်ရိုက်တတ်တတ်သေမှာမဟုတ်ပါ။အသက်ကိုညံဆောင်သည်ဆိုပေမဲ့အသက်ရှင်သန်ရေးအတွက်ညံကောင်းတယ်လို့လို့ဘာလို့လို့ဖြင့်စောက်ရှက်မရှိတိတ်ခါမရှိတဲ့လောက်ရက်တွေကို သူ့နေဖြင့်လုံးဝလုံးမှာမဟုတ်ပါအဲ့ဒီအတွက်သူတည်သွားခဲ့မယ်ဆိုရင်လေအေးဟုတ်တယ်ငါညံမကောင်းဘူးလို့ရှောက်လျာပွားမှာပြန်ဖြေဖို့ဝင်လေးနေမှာမဟုတ်ပါအခုလေတယောက်တည်းဂေးမိငေးရတွေးမိတွေရဖြစ်နေရမှာဘယ်ကမှမသိတဲ့အတန်ချက်ဆက်စီမှာတုံသေးသိမ့်တန်ရဲ့အန်းရွယ်ကစိမ့်ဆိုတဲ့တချင်းတန်ဒီတုံသားတဲကိုခန့်ပြန့်ပြန့်လွင့်ပြန့်လာတာဖြစ်မယ်တက်ခိုင်တယောက်မှာဘွားကိုလွမ်းလို့လွမ်းမမသိဖြစ်သွားရပါတယ် သူများတွေပြောကြသလိုအဖေနဲ့ရွာကိုပဲလွမ်းတာလားအဖေနဲ့လွဲကိုပဲလွမ်းတာလားဇန်ဒီနဲ့သမီးကိုပဲလွမ်းတာလားဆိုတာတော့မှသူ့အနေဖြင့်မခွဲခြားတတ်တော့ပါလလောဆယ်တော့သူ့ရဲ့အစိတ်တွေတရင်ကအေးချမ်းလို့သွားမိတာအမှန်ပါအဲ့ဒီအချိန်မှပဲအကိုကြီးတောက်အောင်မလားရခိုင်မျိုးစုံနဲ့ပင်သာတို့တက္ကစီကိုရှောက်လာရင်မှရခိုင်ရဘေးလိုက်ခြင်းဖြစ်ပါတယ်မျိုးစုံနဲ့ပင်သာတို့တက္ကစီ ရောင်းနေခဲ့ကြပြီ ဖြစ်လေတယ်ဒီလိုဆိုတော့ပြန်လွင်နေတဲ့တက္ခရဲ့အာယုံတို့မှာမျက်မှောက်ကာလာစီကိုချက်ချင်းပဲပြန်ပြီးတော့ရောက်လာခဲ့ကြတော့တယ်အေးနှလုံးတော့သွားပြီးတော့ဆွဲကွာငါခန်းထဲမှာဖတ်ချမ်းတော့ပါယူခဲ့မိကြံခဲ့လို့ဟုတ်အကူကြီးရခိုင်တို့ဒီလိုပြန်ပြပြီးချက်ချင်းပဲပြန်လဲဆင်းဖို့ဟန်ပြင်လိုက်ပါတယ်ဒီလိုဆိုတဲ့အခါမှာတော့ကျွန်တော်သွားပြီးတော့ယူလိုက်မယ်ကိုရခိုင်နေခဲ့ မင်းစားဝယ်ပြီးတော့ပြောလိုက်တယ်လို့မျိုးစော်ကလည်းကျွန်တော်လဲလိုက်ခဲ့ပြီလို့ပင်စားနဲ့ပြိုင်လို့ပဲပြောလိုက်မိပါတယ်။ဘာပဲပြောပြော ရခိုင်ကြီးကသူတို့ရဲ့စီနီယာဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့တစ်ယောက်သာအခမ်းသာထိုင်နေခဲ့ရသည်မို့မရေတက်မထိုင်တက်ဖြစ်နေခဲ့ကြခြင်းပါ။မေတို့နှကောင်စလုံးနေခဲ့။တက်ခိုင်ဝင်ပြီးတော့ပြောလိုက်ခြင်းပါ။ဒီလိုဆိုတော့မျိုးစော်နဲ့မင်းသားတို့တက်ခိုင်အရှိမခက်ရွရွပဲဝင်ပြီးတော့ထိုင်လိုက်ကြတော့တယ်။ စတမအာယုံလားတတမအာယုံလားတော့မသိပေမဲ့သူတို့အကိုကြီးဒီအရင်ကထက်လွန်စွာကြောက်ဖို့ကောင်းနေကြောင်းသူတို့နှစ်ယောက်စလုံးဖြိုင်းတူခန်းစားမိလိုက်ကြတယ်အထူးသဖြင့်သူတို့အကိုကြီးရဲ့အေးဆက်ဆက်မျက်ဝန်းတွေမှာရခင်အတိုင်းနှွေးထေးမှုမရှိပေမဲ့သစောက်ကံထပြီးတော့လှုပ်တော့မဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ရခိုင်ကြီးမှာတော့ဘာမှမထူးခြားတဲ့အလားပြုံးစီစီဖြင့်ပြန်ပြီးတော့ဆင်းသွားခဲ့တယ်မျိုးစော် တခိုင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ဟုတ်အကိုကြီး။စကမန်းငရမ်းဆိုတဲ့အကောင်မင်းမှတ်မိလား။တခိုင်စကားကြောင့်မျိုးစော်တယောက်မှာခေါင်းကိုအပြေးအလွှာအလုပ်ပေးနေမိတယ်လို့မင်းစားကံပြားလဲအတော်လေးကမှခေါင်းစားလို့တွားရပါတယ်။ဘဲနဲ့ဒီနံမီလူနံမီမှဟုတ်ရလားမသိပါ။ခဏလေးအကိုကြီး။ဒီနံမဲကျွန်တော်တတော်ကောင်မှရင်းနေတယ်။မျိုးစော်ဒီလိုဆိုတော့မင်းစားမျက်ခုံးတစ်ဖက်ပြင်သွားရတယ်။ ဒီဘဲသူတို့ကိုရှို့ထားသည်ရှိတာပဲမျိုးစော့ကတော့အကြီးအကျယ်စေစားကန်းဝင်နေတယ်အင်းစိန်ထောင်ပူကပြီးတော့တငင်းကောင်းစေရွှေပြီးသားတတာအဒဲရွာအစားရှိသူတို့ကိုမျိုးစော့ကောင်းတဲ့အစီအကြီးပေါ်လာတယ်မမမိပြီအကိုကြီးအကိုကြီးပြန်ပြီးတော့ထွက်ကားစားဘီဘီခက်တုံကအဲ့ကောင်ပဲကျွန်တော်ကိုဂျားပွဲစားလှုပ်ပေးခဲ့တာဒီကောင်းကြောင့်ခွိုင်းတစ်ခုထထောင်တော့ကျွန်တော်စိတ်ဆိုးပြီးတော့တတ်မယ်ဆိုပြီးလိုက်ရှာတာ အဲ့ဒီအထက်ကအခုဒီကိုတည်ထဲမကြရဘူးကျွန်တော်ကတည်သွားပြီးတော့ထင်းနေတာမဲပထွေးကအကက်ကောင်းပြီးတော့အဆွဲပေါက်နေပြီဟုတ်လားအဲ့ဒီကောင်ကဘာမှလဲတက္ကိုင်စကားအစုံမျိုးစော်တယောက်မှာမခံကြီးမခံတာဖြင့်ပြန်ပြီးတော့မေးလိုက်ခြင်းဖြစ်ပါတယ်ဒီမျိုးထဲမှာပဲတက္ကိုင်ပြန်ပြီးတော့ဖြေးလိုက်ခြင်းပါဒီလိုဆိုတော့ကျွန်တော်ဘာလုပ်ပြရမလဲအကိုကြီးတပ်ပြရမလား ယူဆစကားကြောင့်တက်ခိုင်မှာမထီတထီပြုံးလိုက်ရင်တဲ့အဲ့ဒီကောင်တင်ရင်အကျိုးမရှိဘူးကွာစီယုံထိုင်ရင်တော့ခွေးအားတိုက်ကိုတူးလို့ရပြီဘယ်လိုမျိုးလဲမင်းဒီဘက်ကနံပါတ်အကြီးဆုံးဝိုင်းတစ်ခုမှာ organizer ဝင်လို့ရမယ်ကွာတခုတော့တတိထားဘေးပါကောင်လဲဘယ်ကလာလာလဲဆိုတာတချို့တွေကတည်တဲ့တလောက်တည်နေပြီဒီရတာကလက်သေးထုတ်မပြတယ်အဲ့ဒီဝိုင်းကိုဦးစီးတဲ့တထေးဆိုတဲ့အကောင်ကငါတို့လူပဲကွာ ဒါလောက်ဆိုတော့မင်းသဘောပေါက်လားမျိုးစုံမှာတက်ခိုင်ဘာလို့ဆိုလို့ချင်းမန်းကောင်းကောင်းကြီးကိုမှသဘောပေါက်တော့လေသူ့မှာမရှင်းတဲ့အချက်တွေရှိနေပါတယ်အခုကြီးအဲ့ဒီကောင်ကျွန်တော်ကိုတွေ့ရင်လေရန်ချင်းဆိုင်ဝင်လောက်မှမဟုတ်ဘူးမျိုးစုံတကားကြောင့်တက်ခိုင်မှာခက်ရရပြုံးလိုက်ပြီးတော့ငါပြောပြီလေမဲကောင်ကအစွဲထွက်နေပြီလို့ပြီးတော့ဒါအင်းစိတ်မဟုတ်ဘူးမျိုးစော် ရိုးစောတယောက်မှာအစပိုင်းမှာခေတ္တဟာတွေ့ဝေလို့သွားခဲ့တယ်။အဲ့ဒီနောက်မှာတဖြည်းဖြည်းပြုံးလာခဲ့ပါတယ်။တခါမှမဆော့ဘူးတဲ့ကဒါနီးတွေကအိုပြီးတော့စိတ်လုံရှားစရာကောင်းတယ်။အဲ့ဒီကိစ္စကျွန်တော်ထောင်ထားလိုက်ပါအကိုကြီး။မင်းဗန်ရက်ယူမလဲ။နှစ်ပတ်ပေးအကိုကြီး။သိချတာ။ဖင်တော့လိုက်ပါကြနဲ့။ရှားရင်ရှားတဲ့ဖင်ပွင့်သွားလိမ့်မယ်။ဒီတခါမှာတော့ခက်ရရပြုံးလိုက်သူမှမျိုးစော်ပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့အကိုကြီးကျွန်တော်မျိုးစော်ပါဗျာမျိုးစော်စကားမှာတူတလောက်ကိုထိရောက်တယ်ဒီလိုဆိုတော့တက်ခိုင်ပါခေါင်းကိုသာကြိတ်ပြားလိုက်ပါတော့တယ်သိပြီးတော့မကြခင်ရခိုင်ကြီးမှာရောက်လာတဲ့ဖြင့်ကြီးကိုလေးအောင်ဝိုင်းပြဲသွားကြတယ်မဆုံတာလဲကြာကြပါပြီအဲ့ဒီနောက်မှာတော့တက်ခိုင်ကမင်းစာဘာလုပ်ရမလဲဆိုတာကိုဆက်လက်ပြီးတော့ကြော်ကြတယ်မင်းစာကတော့ခေါင်းတညင်ညင်ဖြင့်နားထောင်လို့နေပါတယ် မာမေကောမှာပြန်ပြီးတော့မထုတ်ပါလေးရမြောက်ခံအကြမှာတော့မျိုးစော့တို့ပင်သာတို့လှုပ်ရှားရှိတာလုံနေကြတယ်လို့လက်ရွေးစင်တဲ့ကျန်တဲ့အဖွဲ့ဝင်များမှလည်းလှုပ်ရှားစရာရှိတာလှုပ်ရှားလို့နေကြတယ်အခုချိန်ထိတော့တက်ခိုင်တယောက်မှထိုက်တဲ့ကောင်တွေကိုမသုံးသေးပါဆရာကြီးကန္တာလန်းကဖာပြီမှာဒီကောင်၃ယောက်အရှင်မိလာတယ်နှစ်ယောက်ကသေးကြံခဲ့တယ်၅၆ယောက်ကလွတ်သွားတယ်သူတို့ဘက်ကပြန်ပြစ်တဲ့တနတ်တန်တွေစုညံသွားလို့ ျွန်တော်တို့ဆက်မလိုက်ဖ ೇನೆ ပြန်ဆုတ်ခဲ့ပါတယ်။ဘောင်ငယ်တယောက်မှာတက်ခိုင်ကိုအစီရင်ခံရခြင်းဖြစ်ပါတယ်။တက်ခိုင်ရဲ့နဘူးတွေတူးတွေအဆူခံရပြီတဲ့နောက်ပိုင်းမှာ မောင်ငယ်တို့အတော်လေးကမှပြောင်းလဲလို့သွားတော့လေ။ဘာပဲလုပ်လို့အဆဆအယယာတတိထားပြီးတော့လောက်ကြသလိုသူတို့တွေဗန်နီယာသွားသွားဂျီသူနံပဲပြီးသည့်တဲ့မှာမထွက်စီရပဲကွက်ပြောက်ရိုက်တည်များပါတယ်။အခုလေကျဲသုံးလုံးလမ်းမယုံသုံးယောက်ကိုအရှင်ဖမ်းလို့လာနိုင်ခဲ့လေတယ်။ တက္ကိုင်မှာသူ့ရှိမှာကျိုးတုတ်ရက်တာဒူးထောက်ကြနေတဲ့ကျဲသုံးလုံးကလမ်းမယွန်ဆိုသူတွေကိုအသေးအချာကြည့်လို့နေပါတော့တယ်ကျဲသုံးလုံးဒီဒံပဲကြီးသလောက်အသက်နဲ့ရှင်းပြီးတော့တစ္ဆာခံထားတဲ့လက်အောင်ငယ်သားတွေလည်းများစွာရှိလိမ့်တယ်တက္ကိုင်အကဲခံမိတဲ့လောက်တော့ဒီကောင်သုံးယောက်လည်းအာဝါဒါအစင်းလောက်သာရှိပါလိမ့်မယ်အယောက်ချင်းစီဖင်တပြန်ခေါင်းတပြန်ကြည့်ရင်မှရာဘတ်အစုံဆုံးကလူကိုတက္ကိုင်တယောက်မမိတ်မတုံစိုက်ပြီးတော့ကြည့်နေမိတယ်စိတ်ထဲမှာလည်းအတော့ကောင်မှ ရင်းနှီးနေတဲ့ပုံစံပဲမျက်နှာချာပြောင်းသွားပြီမဲ့ငယ်ချုပ်ကိုသူကဖမ်းမိရတယ်ဟေးအောင်တန်ခဲဗျာဟာဗျာဆိုတော့ထူးတန်တဲ့ဟာဆိုတဲ့အာဘေဒိတ်တန်ဒီတက်ခိုင်တန်ခဲလို့ခေါ်လိုက်သူတန်မှရှေးစင်နောက်ဆက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်ထို့သူမှာတော့နေဆက်တကြောမှာလောကသားတွေကြာလုံးတနော်လို့လူသိများသူဖြစ်ပါတယ်လူသိများသည်ဆိုတာတဲ့သူ့နာမည်ကိုကား နှောထနှောဖြစ်နေပါတယ်။ရှင်နေသူတွေကတော့ထနှောလို့သာခေါ်လို့ရှိကြတယ်။တန်ခဲဆိုတဲ့သူနှစ်ချေးတွဲလောင်းခလေးဘွားကနာမည်ပါ။သူဘယ်တော့မှပြန်မတွေ့ချင်ခဲ့တဲ့အတိတ်ကအချိန်ပဲကြီးတခုပါ။အခုတော့အဲ့ဒီနာမည်ကိုမှတိတိမမကြီးအခေါ်ခံလိုက်ရတဲ့ဖြင့်ထနှောခေါ်တန်ခဲမှာလက်တလောတော့သေးပေးနဲ့ရှင်းဆိုင်ရရတီကိုပင်မေ့ပြီးတော့တက်ခိုင်ကိုတန်းအပ်တော်ချိန်နေတယ်။သူတက်ခိုင်ကိုမမှတ်မိပါ။အေးလေ ဆယ်သုံးနှစ်တွေဘယ်နှခုတောင်မှလွန်သွားပြီမှမမသိတာမင်းထမင်းတန်ခဲလားတန်ခဲမှာခေါင်းခါတယ်ဒီလိုဆိုတော့တတ်ခိုင်ပါတန်ခဲနဲ့အတူမိထားတဲ့နှစ်ယောက်ကိုအချုပ်ခန်းထဲသွားထည့်ခိုင်းပြီးသူ့လူတွေကိုပါအပြင်ကိုထွက်ခိုင်းလိုက်ပါတယ်တန်ခဲဟုတ်မဟုတ်အတီမပြူဟာသေးပေမဲ့လောလောဆယ်သူ့ရဲ့အောင်တွေဒီဒီငနေအပေါ်ကိုရောက်ချီနေပါတော့တယ်အဲ့ဒီနောက်အခန်းထဲမှာတတ်ခိုင်တို့နှစ်ယောက်သာကျန်းနေခဲ့တယ် အတီမပြူရသေးတဲ့ဖြင့်တန်ကဲကောထနှုတ်ကိုကျိုးတော်ဖြီလို့မပေးသေးပါငါထပ်မိမယ်မင်းတန်ခဲလားတန်ခဲမှာပြန်မဖြီပဲတက်ခိုင်ကိုမမိုက်မတုံစိုက်ပြီးတော့ကြည့်နေတယ်ဒီသူဘလူလဲဟာလို့အထိတ်ပရတဲ့မျက်ဝန်းတွေနဲ့အခဲခန့်နေခြင်းဖြစ်ပါတယ်ဒီလိုဆိုတော့တက်ခိုင်မှာစိတ်မြန်လက်မြန်ဖြစ်ပဲတန်ခဲရဲ့အင်ကြီးကိုဆွဲပြီးတော့ဖျဲချလိုက်တယ်တွေးပါပြီချက်ရဲ့ဘဲပတ်အနားစီက မိုးရပါပါလာတဲ့လာချမ်းတထံအပကြီးတစ်ခုပါတန်ခဲဖြစ်ကြောင်းတက္ခာရဲ့မတိစိတ်ကအတီးပြူလိုက်မိပါတော့တယ်ဖျော်ငါပါကွာမင်းအကိုတက်ခိုင်ပါငါ့ကိုမမှတ်မိဘူးလားတက္ခာရဲ့စကားကြောင့်ပဲတန်ခဲရဲ့မျက်လုံးလေးမှာအံအောတုံးသဖြင့်တပြေးပြေးနဲ့ပြူးချေလို့လာပါတော့တယ်အဲ့ဒီနောက်မှာရှေကောင်းတန်ကြီးဖြင့်ဟာအကိုတက်ခိုင်လို့ဝမ်းသာအားရခေါ်ချလိုက်ပါတယ် ်တက်ခိုင်ပါလေဝါသာဝန်နဲ့ဖြစ်နေတယ်။ကျေးဇူးရှင်ဦးတန်လက်စည်းတို့ရဲ့သားအရင်ငယ်ချစ်ဦးနှင်းမောင်ရဲ့မောင်အရင်းမှာထောင်ကထွက်ထွက်ချင်းအသေးအတန်လိုက်ပြီးတော့ရှာမိခဲ့တဲ့တန်ခဲကိုမမျော်လင့်တဲ့အဒီအထားဖြင့်ပြန်ပြီးတော့တွေးလိုက်ရတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီနောက်မှာတန်ခဲကိုတုံ့နှောင်ထားတဲ့ကျိုးတွေကိုဖိချလိုက်တယ်။တန်ခဲခမရလဲမောင်ငယ်တို့အဖွဲလက်စွမ်းပြထားသဖြင့်တကူလုံးမှာညိုမဲလို့ဆွဲနေပါတယ်။တားခိုင်မှာဝီစကီကို ကိုတိုင်ကိုကြားငဲ့ပြီးတန်ခဲကိုတိုက်လိုက်တယ်။အဲ့ဒီနောက်မှာရခိုင်ကြီးလက်ရဘဲကင်တစ်ချမ်းလုံးကိုလည်းကျေးပါတယ်။ဗိုက်စာနေတဲ့တန်ခဲမှလည်းအားရပါရစားတော့တော့တယ်။တိုးတော်မှပဲဘဲကင်ကိုအရသာခံပြီးတော့ဝါးနိုင်သည်မဟုတ်ပါ။အထိုးအချိန်ခံထားသဖြင့်သွားတည်နဲ့ကျိတ်နေရတာကြောင့်ဖြစ်ပါတယ်။ပစောင်းမှလည်းကိုယ်နေတယ်။တားခိုင်မှတန်ခဲကိုစိတ်မကောင်းစွာဖြင့်ကြည်နေမိတယ်။မေးစင်းဟာမေးခွန်းတွေမြောင်များစွာ ရှိသေးတော့လေသူကတော့မမေးသေးပါ။ အထံငယ်ကြပြီးတဲ့တောက်မှာတော့အကိုတက်ခိုင်ဟုတ်ပါတယ်နော်တန်ခဲရဲ့မိကုန်းကြောင့်ပဲတက်ခိုင်တယောက်မှရီချင်မိသွားသလိုစိတ်မကောင်းလဲဖြစ်မိသွားပါတယ်အစ်စ်ပေါ့ကွာလက်စားတတ်တော့ဒံဘယ်ကြီးနေတဲ့တက်ခိုင်ကအကိုကိုကျွန်တော်ကဒံဘယ်တူတယ်ပဲထဲနေတာမင်းကဘလို့ဖြစ်ပြီးတော့ရွာကနေထွက်သွားတာလဲပြီးတော့ဘလို့လုပ်ပြီးလူတက်ခိုင်ကိုဝင်ပြစ်သွားတာလဲ ငါကြည်သုံးလုံးအကြောင်းစုံစမ်းနေတာကြပါပြီ။မင်းနဲ့ပတ်သက်တဲ့တရင်အချက်လက်တစ်ခုမှမတွေ့ရဘူး။တက္ကရဲ့စကားအဆုံးမှာတန်ခဲပါဝါဒဆာဘဲကင်တစ်ပတ်ကိုအပြန်ပြောချလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကျွန်တော်သိပ်ပြီးတော့မမှန်းပြီးတော့ဟုတ်အကိုအဲ့ဒီတုန်းကကျွန်တော်စိတ်တွေအယမ်းကုန်ပါလေးနေတယ်။အဘကပရင်ချင်းပြီးတော့အသက်ခံရအဖေနဲ့အမေကလည်းရှေးစဉ်နောက်ဆက်သေးတာဆိုတော့ကျွန်တော်အယူတစ်ပိုင်းလို့ကိုဖြစ်သွားတာ။ အကူကားတဲ့ထောင်ထဲမှာလေရွာကဘယ်လိုလုပ်ပြီးတော့ထွက်လာသလဲတနေ့ကျွန်တော်ကန်းသားမှာရေဆင်းချိုးရင်လည်းပြီးကျော်ထူးကိုတွေ့တော့စိတ်ကူးတစ်ခုရသွားတယ်ပြီးကျော်ထူးနဲ့လိုက်သွားမယ်ဆိုရင်တတရာတော့ရောက်သွားမှာပဲရွာမှာလည်းဆက်ပြီးတော့မနေချင်တော့ဘူးအဲ့ဒါနဲ့ကုံတွေလောင်တဲ့အခန်းထဲမှာခိုးပြီးတော့လိုက်သွားတာမှောင်နဲ့မမဲဒါကြီးကလည်းမရှိဆိုတော့အချိန်တွေဘလောက်ကုန်လို့ကုန်သွားမှမသိပါဘူးဘိုက်ဆိုင်ရင်တခွားသေးချင်းတဲ့က တခွားသီးတွေယူပြီးတော့စားလိုက်တာပဲဘသူဟာတွေမှလည်းမသိပါဘူးအကိုရအခြေတော့ကဆီရလွင်တဲ့ပြီးကျော်ဒူးဆိုတဲ့ကုံတဲအတင်းမောင်းနှစီရှားဒူးဆိုင်မြေရိုးတစ်ချောင်းမှာပုံမှန်ပြေးဆွဲကဲပူပါတယ်နာကင်းနောက်ပိုင်းမှာတိတ်ပြီးတော့မတွေ့ရတော့သလိုရွှေတောင်မောအပါတော်တော်များများနေရာများမှာလည်းမိရေတိုက်စားမှုကြောင့်စိတ်ကမ်းများပျက်စီးလို့သွားခဲ့ရပါတယ်อืมတက်ခိုက်ပါစကားထောက်လိုက်ခြင်းဖြစ်ပါတယ် အဲ့ဒါဘိုးကလေးကိုရောက်တော့ကုံထွေချတော့မှကျွန်တော်ကိုမိသွားတာနည်းနည်းတော့အရိုက်ခံလိုက်ရသေးတယ်ဒါတောင်မှခလေးမလို့တတ်တာသွားတာပြီးတော့ဟိုလျှောက်ဒီလျှောက်ပေါ့ဗျာအဲ့ဒီနောက်ပိုင်းတိတ်ပြီးတော့မမှတ်မိတော့ဘူးကျွန်တော်မှတ်မိတလို့ဆိုရင်လေကြားပေါင်တစ်ခုအပေါ်မှာလဲလျှောက်သွားသေးတယ်ဘယ်လိုလျှောက်လို့လျှောက်သွားမှမသိပါဘူးအဲ့ဒီတုန်းကလည်းကံကောင်းလို့မသိတာအဲ့ဒီကနေတဝဲကိုရောက်တဝဲကနေတောင်တွေဖြတ်ပြီးဖျားသုံးစုဘက်ကိုလျှောက်သွားတာပဲဖျားသုံးစုမှာအတော်လေးကိုကြာခဲ့တယ် အစတုန်းကတော့ဟိုလုတ်ဒီလုတ်ပေါ့နောက်ပိုင်းရောဘာချန်တတိတယောက်နဲ့တွေ့ပြီးရောဘာချန်ထဲမှာတယောက်တည်းတဲထိုးနေတယ်ရောဘာချစ်တယ်ရောဘာချန်ကလည်းအချေကြီးဗျာတခါတလေတောကြောင်တွေဘာဒီတော်မှာတွေ့ရတယ်မင်းရွာကိုတတိမရဘူးလားမချပါဘူးအကိုရာပြန်ချင်စိတ်ကိုမရှိတာပါတော်တော်ဒုက္ခရှာတဲ့ကောင်ပဲကွာငါကဘင်းကိုတေသွားပြီးမှတ်နေတာဟာကွာတက်ခိုင်စကားကြောင့်တန်ခဲတယောက်မှမချိပြုံလေပြုံးရပါတော့တယ် ဒါနဲ့နေစမ်းပါဦး။ဘင်းရဘလို့လုပ်ပြီးတော့ခြေအသုံးလုံးဖြစ်သွားတာလေ။ကျွန်တော်မြဝတီသူတယောက်နဲ့အိမ်ထောင်ကျသွားတဲ့အကူ။ခြံထဲမှာနေတော့ကကျွန်တော်ဈေးသွားသွားဝယ်နေကြဆိုင်ကအန်ဒီကြီးရဲ့တူမပဲ။သူ့အတော်စီလားလဲရင်ကျွန်တော်နဲ့ညှိသွားတာ။ "तू ကမြဝတီလိုက်နေနိုင်ရင်လိုက်ခဲ့"တဲ့။ရာဘာခြံထဲမှာတော့မနေနိုင်ဘူးဆိုတာနဲ့မြဝတီကိုရှောက်လာတာပဲ။အဲ့ဒီအဖွဲတဲကိုတွင်တာလဲမကြသေးဘူး။၃နှစ်ပိုင်းလောက်ပဲရှိအောင်ပဲ။အဓိကကပတ်စံလို့လို့ဗျာ။ အခုတူကခြုံချတယ်။ငါတူ။အော်ဟုတ်သားပဲ။ပြောဖို့မေ့နေတာ။ကျွန်တော်မှသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်အကို။အကြီးမလေးက14နှစ်။သူကကြမ်းကြမ်းမှမှရှိပါတယ်။အငယ်ကောင်လေးက10နှစ်။မွေးကလေးကပိုးမွေးတယ်လို့မွေးရတာအကိုရေ။ကျမ်းပါရဲ့အတော့ကူမှခြုံချတယ်။ဘာဖြစ်တာလဲ။မသိပါဘူးဗျာ။သူကခဏခဏသွေးပင်နေရတယ်။မဟုတ်ရင်ဖြူဖက်ဖြူပေါ်နဲ့။မင်းကွာ။ မိမနဲ့ကလေးတွေရှိတာတော့မှဖားသွားပြီးတော့ချနိုင်သေးတယ်။မောင်ငယ်တို့အပွဲတန်ငယ်တို့ကိုဖားပြီးမှပြီးလာခဲ့ခြင်းကြောင့်တက်ခိုင်ပါဒီလိုပြောလိုက်ခြင်းဖြစ်ပါတယ်။ဒီလိုဆိုတဲ့အခါမှာတော့ဟာမရပါလေဗျာ။အထက်တခုရှိလို့သွားတာဗျာ။ရှုံးရမဲ့သူမရောက်သေးလို့ခဏစောင့်နေကြတော့ဘရကောင်တွေမှမသိပါဘူး။ကြည်ရတာအကိုတပဲ့တွေဖြစ်မယ်ထင်တယ်။သူတို့တွေအတွင်းဝင်လုံးတာနဲ့ကျွန်တော်ဘာမှမလုပ်ရှားကြိမ်တော့မချလိုက်ပဲ။ဒီလိုပါလာခဲ့တာပဲ။ ဩအဲ့ဒီနောက်ပါတော့စကားဝိုင်းမှာခိတ္တဟာတိတ်ဆိတ်သွားရပါတယ်တက်ခိုင်ပါတစုံတစ်ခုကိုစဉ်းစားလို့လေတာကြောင့်ဖြစ်ပါတယ်တန်ခဲကတော့တက်ခိုင်ကိုငေးကြည့်နေပါတယ်အတန်ငယ်အကြံပါတော့မေးမိမနဲ့ကလေးတွေကဗမာတယ်တက်ခိုင်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်တလောဆယ်တော့တံပိုးခိတ္တမှာအကိုအခုလောက်ဆိုရင်သူတို့လည်းပြရာခတ်နေလောက်တော့မယ်ခြေသုံးလုံးကကျွန်တော်ကိုတေလူးလို့မှတ်ပြီး အဖွဲဝင်ခန်းစား권တွေသွားပေးနေတော့ပြီအမှန်တကယ်လဲရှဲတို့အဖွဲရဲ့လက်စာမိတဲ့ကျဲသုံးလုံးခိုင်းသားမှန်သမျှအသက်ရှင်ဖို့ထုံးစံမရှိပါတက္ခာရဲ့အကြောင်းသားအချုပ်လဲကျဲသုံးလုံးလက်စာမိသူများရှိပါတယ်သွားခေါ်ပြီးတော့ပြန်လာခဲ့မဖြစ်ဘူးအကိုကျွန်တော်အကိုတို့စီကအကောင်အတိုင်းပြန်ထွက်သွားရဲ့ကျွန်တော်ရောကျွန်တော်ရဲ့မိသားစုရောအန်တရရရှိတယ်ဒါဆိုမင်းကဘယ်လိုလုပ်ချင်တယ်လဲဒီလိုဆိုတော့တန်ခဲမှာ အချက်စဉ်းစားလို့သွားပါတယ်။ညဘာနှစ်ချက်ဒီလောက်ကျွန်တော်ခိုးပြီးတော့ထွက်လိုက်မယ်။ကျွန်တော်တယောက်ထဲသွားမယ်။လမ်းကြောင်းတွေကိုကျွန်တော်သိတယ်။တက်ခိုင်ပါတန်ခဲကိုတစ်ချက်ဆိုက်ပြီးတော့ကြည့်လိုက်တယ်။မင်းတီကိုပြန်လာမှာသိချလား။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာတုံညာရေးသားထားတဲ့တက်ခိုင်ဆိုတဲ့လူမိုက်ဇလန်တွေအတွဲနည်းရဲ့အပိုင်း20နှစ်ကတော့ဒီနေရာပါတင်ပြီးဆုံးလို့သွားပါခင်ဗျာ။အတွဲနည်းရဲ့အပိုင်း23ကိုလည်း ကြခင်ပါတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ